တန်းကလူကိုခွေးကြိုက်တယ်ပေါ့။อืมနော်ကိုတို့ကဟိုမေခွန်းရှိလာလို့သာဖြေနေရတယ်။ဒီကောင်းနေအเจ้าပါလာရင်နှုတ်ထဲကထုတ်ဖို့တော့တဏ္ဍယွန်းလာဆက်စုပ်တာ။ကိုအတိအကျပြောရဲ့။နော်မင်းတို့မလိန်နဲ့။နော်မင်းတို့အဲ့ရွေးကောက်ပွဲကိုသွားမဲ့ချိန်နေမင်းတို့အဲ့အတွက်ယုံကြည်သွားနဲ့မဲပေးပါတော့ကိုအုပ်6ကိုမဘာတာတို့ဘာတို့ ိုက်တဲ့အမျိုးဘာသာသာသနာကြိုက်တဲ့ကောင်ပြောဗလန်မူရီအားလုံးပဲတဘာဝဘေးနဲ့မီးပြီးတယ်မှာအများဆုံးကင်းဝေးကြပါသည်လို့ဆုတောင်းပေးနေတယ်ပဲကျွန်တော်ရဲ့ကိုကြီး Revolution Channel ရဲ့ Channel နှစ်ခါနေပြီးရောပြန်လဲကြိုဆိုလိုက်ပါတယ် ဖန်နယ်လေးမှာတော့ညနေပိုင်းစီစဉ်လေးကိုပြပြပေးသွားဖြစ်တဲ့အတွက်တော်လမ်းမျိုးတွေအားလုံးပဲညနေပိုင်းစီစဉ်လေးကိုလည်းလာရောက်အားပေးကြရအောင်ဆိုတော့ဒီနေ့ကနေပြီးတစဉ်ဖြစ်ခေါ်ခြင်းပါတယ်။နောက်ဆုံးသတင်းပုံအနေနဲ့ကတော့အကိုတန်းအုပ်ဖို့မြို့နယ်မှာကြံဖို့ပါတီကိုမဲပေးကြရန်ဖိအားပေးလှုပ်ဆောင်နေတဲ့အုပ်ချုပ်ရေးမှုအေးတောင်ကိုပြစ်ခတ်တိုက်ခိုက်ရမှာအဲ့ဒီသူ့ရဲ့ရုံးပဝါလေးမှာပဲဝင်ရလေးမှောက်လို့အိတ်ဆက်သွားဖြစ်ပါတယ်။ဝဲချင်းပြီးသွားတော့ဗျာ။တာယာပရိခိုင်တိုင်းရင်383ညနေတက်ခွဲလေးမရောက်ပြောက်ကြားတက်ခွဲကအုပ်ဖို့ကဟိုဒီဘတို့ကလည်းထုတ်ဖို့ပြောကြထားတယ်တွေ့ရှိရပါတယ်။တက်ပုံတွေပါတက်လာပါပဝါလေးမှာ ဝင်ရလီမှောက်နေတာကတော့တော်တော်လေးကောင်မှကြည်ကောင်းနဲ့နေထားလို့လေကောင်းဝင်းချင်းကလူတွေကဆိုကြပါတယ်ဘာလို့လဲဆိုတော့ဒီကောင်ကြီးရဲ့နှိမ့်ဆက်မှုကလည်းတော်တော်ခံနေကြတယ်ပုံမဲ့ရှိပါတယ်အဟာဒီဆုံးသွားတဲ့အုပ်ချုပ်ရေးမှုအေးတောင်ဟာကျမ်းဖို့ပါတီရဲ့အမကန်ဖြစ်ပြီးတော့အကြမ်းဖက်စစ်တပ်ကပြုလုပ်တဲ့တရားမဝင်ရွေးကောက်ပွဲတွေမှာလည်းပြည်သူတွေအနေနဲ့မဲထည့်ရန်ဖိအားတွေပေးတာတွေသူများထံကနေစစ်မှုတန်းကျုပ်ဆိုပြီးငွေကြေးတွေချင်းချောက်ကောက်ခံပြီးငွေတွေကိုစစ်မှုထမ်းရန်အတင်းကျပ်စူးစောင်းခြင်းလှုပ်ဆောင်နေတဲ့ကြောင့် ပြစ်ခတ်တက်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီးအဲ့လိုမပြစ်တက်ခိုက်ခင်မှာလဲ၃ချိန်တိုက်နိုင်ပြီးပေးခဲ့ကြောင်းလဲသိရှိရမယ်။လုံးဝအေးမဆိုင်ကြဘူးလို့လည်းသိရှိရပါတယ်။ဒါကတော့တာယာဝတီခိုင်တရင်383ညနေဒါတော်တော်လေးကိုမှလက်တံပြောင်းနေဆိုတာကတော့ကျွန်တော်တို့တော်လိုင်းကလာတွေမှာလည်းအားလုံးသိရှိမှာဖြစ်ပါတယ်။ဒီလိုမျိုးအုပ်ကြီးတွေအနေနဲ့အဟုတ်တီးခံနေရတဲ့ဘဝမှာဟုတ်ဒီခံမအောင်မကြောက်ဘဲနဲ့ဆက်လုပ်နေမယ်ဆိုရင်တော့ဘွားမယ်လမ်းကတလမ်းမရှိပြီးတော့နှီးနေမြန်မယ်ဆိုတာကိုလည်းသိထားဖို့လိုအပ်ပါတယ်။ ။နောက်တဲ့တင်ပုံအနေနဲ့ကတော့တစ်ချိန်ကအရန်ကုန်မှာပဲစီကားလှပါလှတဲ့ကင်းပြီးနဲ့မြောက်ပြည်မြို့နယ်ကကီကီပတ်မှာအခုဆိုရင်တော့၃ရက်ဆက်တိုင်ပေါက်ကွဲတဲ့နေကြာနေရဖြစ်ပြီးတော့ပတ်ဝန်းကျင်ကပြည်သူတွေရဲ့ပြောဆိုမှုရဆိုရင်တော့လုံးဝပတ်သက်ပြီးဖြောက်ဖို့ခက်ခဲတဲ့နေရာတွေကိုဘုံခွဲနေတာလို့လည်းသိရှိရပါတယ်။ဒါကတော့ပြုလုပ်လဲဆိုတော့စဉ်းစားတာမလိုပါဘူး။မင်းအောင်နိုင်ငံညွန်ကြပြီးတော့ BGF ကောင်တွေကနေပြီးအောက်ကပူပေါင်းပြီးလှုပ်ဆောင်နေတာကတော့အသေးချာပါပဲ။ဒါဟာ ော်တိုဘာလ22ရက်နေ့နဲ့အော်တိုဘာလ23ရက်နေ့မှာစတင်ပြီး TK ဘက်အတွင်းမှာကြားဖြန့်လုပ်ကိုင်နေသူတွေကို BGA ကနှင်ထုတ်ခဲ့ပြီးအရေးကြီးတဲ့ကြားဖြန့်တရုတ်သတင်းကြီးတွေကိုတော့ BGA ကခေါ်ထုတ်သွားပြီးတော့ BGA ရဲ့အိတ်ဒါတွေမှာခုံလုံးဝင်ပြေးထားကြောင်းလည်းသိရှိရပါတယ်။အခုချိန်ထိ TK ဘက်မှာထိုင်းနိုင်ငံမဲဆောက်မှုကိုထွက်ပြေးသွားတဲ့စုစုပေါင်းယောက်1233ရှိနေပြီးထိုင်းအာဏာပိုင်တွေကလည်းစီစဉ်မှုတွေပြုလုပ်နေပြီးရှိချင်နေမှာတော့ TK ဘက်ထဲမှာအုံရဲစရိုက်ဟောက်ခွဲမှုတွေကြီးမားမြင်နေရကြောင်းလည်းသိရှိရပါတယ်။အားဒီချိန်အရင်တော့ကမီးတွေက ထိန်ထိန်လင်းပြီးတော့အရာတွေအနီတွေအပြာတွေနဲ့ကာလာဆုံးဒီနေရာမှာအကုန်လုံးမီဒီယာလင်းနေလေလောက်တွေကမာလူပေကားတွေပုံစံမျိုးစုံနဲ့တွေ့နေရပြီလွန်ခဲ့တဲ့၃ဘတ်လောက်ကဆိုဒီနားမှာဟိုးကရွာလေးပေါ်တော့လီကီပေါ်ဆိုတော့အဲ့မှာတိုက်ပွဲဟိုကနေလက်နက်ကြီးနဲ့ပြင်နေတာဟာတွေမြင်တွေ့နေရငါပြောဒီမှာမကြမကြလာတော့အခုကြတော့လုံးဝပြောင်းမြန်ဖြစ်သွားတာဟိုက၆တက် ။ဒီရှိမှန်းတော့မတီးတော့တဲ့ခြေနေဖြစ်။ဒါဟိုတုံးပါခန်းနဲ့အခုခြေနေကတော့လုံအောင်ပြောင်းပြန်ရင်အဲ့ဒီတုံးကတော့အတန်ကြီးအားလုံးနဲ့ကြားနေတယ်။ရောင်စုံမိတွေလည်းတွေးနေတယ်။လူတွေလှုပ်ရှားသွားလာမှုလည်းတွေးတယ်။ဒါတွေလည်းသွားလာနေတယ်။အော်ဘီဟိုနေ့လည်းပဲဆိုရင်အဲ့ဘခုနပြောတယ်လို့ပေါ့ဟိုဘက်တောင်ချီမှာဒီလေရင်နဲ့ဘုံလာကျဲတာတို့ဒရုန်းချတာတို့ပုံမြောက်ဒီဘက်ကနေလက်နဲ့ကြီးနေတယ် အဝိဇ္ဇာတွေနဲ့ပြစ်နေတာတို့တော့မတွေ့ရအခုကတော့အကုန်လုံးငိမ့်သက်သွားတာပါလူလည်းမတွေ့တော့ဘူးအတန်တွေလည်းမကြားတော့ဘူးမိအောင်တွေလည်းမရှိတော့ဘူးအဲ့လိုအခင်ချင်းပေါ့ဒါရီကသူတို့ဒီမှာပြောတာတော့ခဏပေါ့ online ဟိုဘောငွေလိမ်တဲ့လုပ်ငန်းတွေလုပ်နေတဲ့ကြားဖြန့်လို့တော့ပြောကြတာနာမတော့အဲ့လိုပဲတည်တာအဲကြောင့်မို့အများကြီးပဲဒီမှာလာကြတာပေါ့ဒီဟာတွေလာလာကြည့်တဲ့လူတွေနဲ့လည်းအများအားဆုံးတယ် ကိုယ်ဒီလက်လက်ကြည့်တာပဲမကြမကြတပတ်တစ်ခါနှစ်ပတ်တစ်ခါဘာများပုံရင်ရှိလဲဆိုတဲ့အမျိုးတွေမတည်နေမှာဖားတော့အဲကိကိပတ်အဲအဲ့လိုမျိုးဒီလောင်ကစားတွေလုံးနေတဲ့နေရာတွေကြော်ကြားတဲ့နေရာဝိုင်းကိုတည်တာမကြည့်ပြူတများကြီးပြောတယ်ဟိုးကိုရီးယားတည်နေလေဒီတည်နေမှာကြည်လိုက်တဲ့ခါကျတော့ဖတ်ပြီးနေတဲ့နေရာဒီနေရာတို့ဒီချောင်းတွေပါကူးနေတာဩငါတို့တော်နေတဲ့နေရာအဲ့မှာအုံနေရင်ဟိုတော့ ဟိုနန်းရံနေရှိတဲ့ကွန်ကရစ်နဲ့လုပ်တာအဲ့ရန်ဟိုဘက်ကကူဖြတ်ကူဩငါတို့သွာလာနေတဲ့နေရာတွေလေဒီနေရာတွေတော့အဲ့ရက်တွေလာမကြည့်ဘူးလို့ဒီနေ့လာကြည့်တယ်ချီလီဩဒီလိုဘဟိုနေရာတည်ရင်တွေမှတွေ့တော့ဩဒီလိုဟိုအခင်းချင်းကြီးကဘလို့ဖြစ်သွားလဲပြောင်းလဲသွားပါလိမ့်ဆိုတဲ့ဟာစဉ်းစားမိသွားတာဘယ်တော့ကဒီလောက်စီကားနေတယ်ဟိုနေဖြစ်နေတယ် အဲ့တော့ငါလည်းပြီးမှတက်ကြည့်အောင်မှာပဲဆိုတော့ဟိုလက်ကြီးတဲ့ခါကျတော့အခုလို၆ကက်ကန်နဲ့ဟာဟိုဘောမတူဝဲပြားတဲ့ဟာကိုမြင်ရတဲ့ခါကျတော့နောက်ထပ်ဘာတွေများဖြစ်လာအောင်လည်းမသိဘူးစဉ်းစားမိတာပေါ့အဲ့လိုတော့တွေးနေမိသီးတကားပေါ့ကွာလာအောင်ကြည့်အောင်မှာနောက်ထပ်လည်းဒီလက်ချင်းနေပြီဒါကြီးကပြီးအောင်မှာလို့မထင်သေးဘူးနောက်ဆက်ပုံစံတစ်မျိုးနဲ့ဒါကြီးကထပ်ပြီးမှပေါ်လာအောင်မလားဘာမြန်းဆက်ဖြစ်အောင်လဲပေါ့သူတို့ပြောသလိုတော့ဒါကြီးကဟိုဒီလိုပုံစံနဲ့တော့ ပြီးွားမယ်လို့မထင်ဘူး။ကြံအောင်တွေ့တိုင်းမှာပဲလက်ရှိအချိန်မှာကတော့ဒီ PK ဘတ်ကြီးကအခုလိုမျိုးငြိမ်သက်နေမယ်လေတချိန်မှာပြန်လဲပေါ်လာအောင်မယ်ဆိုပြီးတော့ဒေသခံတွေကတော့ပြောနေတာတွေ့ရမှာတကယ်ပဲပေါ်လာနိုင်အောင်မလားလူမျိုးနေထားရှိလိမ့်မယ်ဆိုတော့ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။ နောက်တဲ့သတင်းပုံအနေနဲ့ကတော့လက်ရှိချိန်မှာစစ်ကောင်စီကနေပြီးဝါဒဖြန့်မှုတွေလှုပ်လာသလိုတစ်ဖက်မှာလည်းစစ်မှုထမ်းဥပဒေတွေအတွက်ပို့ပြီးတော့အားတက်စရာအောင်ဆိုပြီးတော့ကောင်နေနဲ့စစ်မှုထမ်းဥပဒေနည်းနည်းပြီးသွားရင်အလုပ်ကင်ပေးပါမယ်ဆိုပြီးတော့ယူဆလာတဲ့အနေအထားရရှိပါတယ်စစ်မှုထမ်းဥပဒေမပြီးခင်အနည်းနည်းမြောက်ခင်မှာပဲနှစ်လသုံးလလောက်မှာအပြင်ထွက်ပြီးတော့ရှီတန်းမိုင်ဘဝပြတ်သွားပြီးတော့ပျောက်ဆုံးသွားတဲ့လူတွေကဥစဉ်ထောင်းနဲ့တောင်းနဲ့ကြီးရှိတဲ့အနေအထားကိုရောက်နေပါပြီ။ စစ်မှုထမ်းတာဝန်ကျေပြင်းစွာထမ်းဆောင်ခဲ့တဲ့သူတွေလောက်ကန်ရရှိရှိစီမံခန့်ခွဲမှုကော်မတီဆိုပြီးနိုင်ငံတော်ဖွဲ့ထားရှိပါတယ်။အဲ့ဒီကော်မတီဟာဆိုရင်ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပပြီးပါပြီ။အခုဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကိုအောက်တိုဘာလ23ရက်မွန်လွဲပိုင်းမှာကာကွယ်ဝင်ကြီးဌာနအစည်းအဝေးခန့်မှာကျင်းပခဲ့ပါတယ်ရှင့်။အဲ့ဒီသတင်းလေးကိုကျွန်မအသေးစိတ်လေးဖတ်ပြပါမယ်။စစ်မှုထမ်းတာဝန်ကျေပြွန်စွာထမ်းဆောင်ခဲ့တဲ့သူတွေလောက်ကန်ရရှိရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကာကွယ်ဝင်ဌာနပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးဟာဆိုရင် ဒီဘွဲလေးမှာတက်ရောက်မှာစကားပြောကြခဲ့ပါတယ်။ DC မှခံကွဲမှုကော်မတီဖွဲ့စည်းရခြင်းအဓိကရည်ရချက်ကတော့စစ်မှုထမ်းတာဝန်ကျေပြောစွာထမ်းဆောင်ခဲ့တဲ့သူတွေတာဝန်ပြီးဆုံးချိန်မှာလောက်ကန်ရရှိရအတွက်ဖြစ်တယ်ဆိုပြီးတော့မိန်ခွန်းလည်းပြောကြားသွားခဲ့ပါရဲ့ရှင့်။ဒီကော်မတီလေးဟာဆိုရင်လုပ်ငန်းတာဝန်လေးလေးချမှတ်ထားပါတယ်။အဲ့လုပ်ငန်းတာဝန်လေးတွေကိုကျွန်မမိတ်ဆက်ပြီးတော့ပြပြပေးပါမယ်။အချို့တွေကလည်းသိပြီးပါပြီရှင့်။အဓိကလုပ်ငန်းတာဝန်တွေကတော့စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးတော့ စစ်မှုတန်းထမ်းဆောင်တဲ့ကာလပြီးဆုံးသွားတဲ့အချိန်မှာပေါ့နော်ပြည်နယ်နေရာချထားမှုခံယူလို့တဲ့အများတန်းစစ်မှုထမ်းတွေနဲ့ပြည်သူစစ်မှုထမ်းတွေကိုအတမွေးကြောင်းတင်နန်းနေမှာအတမွေးကြောင်းဆိုင်ရာစက်မှုလက်မှုအတက်ပညာတွေကိုအဆင့်မီစွာတက်မြောက်အောင်သင်ကြားလေ့ကျင့်ပေးရေးဆိုလိုရင်ကတော့တက်မတော်သားမဟုတ်တော့ဘူးပေါ့နော်တက်မတော်သားနေနေတော့ထမ်းဆောင်ခဲ့တယ်တာဝန်ခြေပြုံပြီးတော့တက်ပြည့်သွားပြီပေါ့ရှင်စစ်မှုထမ်းဆိုဘယ်နှစ်နှစ်လဲနှစ်နှစ်လားသုံးနှစ်လားစသဖြင့်ပေါ့နော်အဲ့လိုပြည့်သွားပြီဆိုရင်အလောက်ကန်အခွင့်အလမ်းအတွက်အတက်ပညာတွေသင်ပေးမှာရှင့် ကိုကပါတင်ခြင်းလဲအချိန်ကြာလို့ရှင်ညှိနှိုင်းပြီးတော့တင်ချလို့ရပါတယ်အင်မတန်ကောင်းမွန်တဲ့စီမံလေးတစ်ခုပါပဲဒီလိုမျိုးရဲ့အဲ့ဒါဆိုရင်နေဝင်လေးမဝင်မင်းနဲ့သူပြောကိုလျှောက်ပြောမနေနဲ့တင်နှန်းတက်ရောက်အောင်မြင်ပြီးပြီဆိုရင်အသက်မူဝမ်းကြောင်းအတွက်ကိုတင်နှန်းကြောင်းကနေပြီးတော့အတိမတ်ပြုလက်မှတ်နဲ့ထုတ်ပေးမှာဖြစ်ပါတယ်နောက်ထပ်တစ်ချက်ကတော့အတံမူဝမ်းကြောင်းတင်နှန်းအမျိုးအစားလိုက်ပေါ့နော်ကိုတင်ထားတဲ့တင်နှန်းလိုက်အတိမတ်ပြုလက်မှတ်တွေရှားပြီးပြီဆိုရင် အစိုးရဌာနတွေကုမ္ပဏီတွေပုဂ္ဂလိက လုပ်ငန်းတွေကနေပြီးတော့အသိမှတ်ပြုပြီးတော့အလုပ်နေရခန့်ထားဖို့အတွက်ကိုနိုင်ငံတော်ကစောင့်ရွက်ပေးမှာဖြစ်ပါတယ်။တက်မတော်ကနေပြီးတော့သင်ကြားလိုက်တဲ့ဒီစမှုရဟောင်းတွေပေါ့နော်။သူတို့ရရှိထားတဲ့ certificate တွေအလုပ်နေရရရှိဖို့အတွက်ပါအာမခံချက်ဖြစ်ရမယ်ဆိုတဲ့သဘောတရားဖြစ်ပါရဲ့ရှင်။နောက်ထပ်တစ်ချက်ကတော့ပြည်လည်နေရခြားထားမှုခံယူလို့တဲ့အငြင်းတဲ့စစ်မှုထမ်းတွေနဲ့ပြည်သူစစ်မှုထမ်းတွေကိုအလုပ်သမားဝင်ကြီးဌာနကနေပြီးတော့ပြည်တွင်းအလုပ်သမားကတ် လေးပါကတ်လည်းပြုလုပ်ပေးမှာဖြစ်တယ်။ပြီးတော့ပြည်ပအလုပ်ကရရှိဖို့အတွက်လည်းပြည်ပအလုပ်သမားကတ် OWIC ကိုလည်းထုတ်ပေးမှာဖြစ်ပါတယ်ရှင့်။နောက်တစ်ချက်က agency နဲ့ဆက်သွယ်ပြီးတော့လည်းလုပ်ငန်းရှာဖွေပေးခြင်းနေလုံသမဝင်ဌာနနဲ့ညှိနှိုင်းပြီးတော့ဆောင်ရွက်ပေးမှာပါ။တာဝန်ကျေပြီဆိုတာထမ်းဆောင်ပြီးတဲ့ပြည်သူစစ်မှုထမ်းတွေကိုပြည်သူစစ်မှုထမ်းတာဝန်မှာထမ်းဆောင်ပြီးသူတို့ပေါ့နော်နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့ အစိုးရဌာနတွေကုမ္ပဏီတွေပုလိကလုပ်ငန်းတဲ့အဖွဲ့အစည်းတွေမှာလည်းမူလအလုပ်အကိုင်းလုပ်ငန်းနေရာတွေအလိုက်ပြန်လည်ခန့်ထားဖို့အတွက်ကိုလည်းဆောင်ရွက်ပေးမှာဖြစ်ပါရဲ့ရှင်။နေရာတော်တွေ့တိုင်းမှာပဲတကယ်ဆောက်ကြီးဆောက်ကြီးတွေရှောက်ပြိုးနေတာပါပေါ့လို့ဆိုတော့စစ်မှုထမ်းဝင်တဲ့ကောင်တွေအကုန်လုံးပြန်လည်မရှိတဲ့လမ်းဝင်နေဆိုလူတိုင်းသိပါတယ်။ဘာဖြစ်ဖြစ်လက်ရှိခြေနေမှာကတော့နောက်ပိုင်းကျရင်သူတို့တွေအာဏာရလာမယ်ဆိုရင်တော့စစ်မှုထမ်းဥပဒေဝင်လူတွေဘူးတဲ့ကောင်တွေကိုပဲအခုလိုမျိုးပေးမယ်ဆိုပြီးတော့လှုပ်လာမနေတာမှရှိတဲ့ပြည်သူတွေကိုကောင်တွေလှုပ်လာမယ်ဆိုရင်တော့ပြည်သူတွေနဲ့ပို့ပြီးအကျဉ်းနဲ့ရင်ဆိုင်မှာဖြစ်ပါတယ်။ဒါတော့တော်လံမျိုးတွေအားလုံးပဲ။ ဆုံးထိကောင်းနံကြဖို့လိုအကြောင်းဒီနေ့ကထပ်မံတီးပေးကြပါတယ်သက်လဲမှာ MRTV က CDN ဘောနော်အဲ့တော့ကျွန်တော်တို့လောက်သက်နေ20ပေါ့အဲ့လိုမျိုးလောက်ပြီးတော့မှကျွန်တော်ဖေဗရူလာ9ရက်နေ့မှာကျွန်တော်တို့ CDM လောက်တယ်ဆိုပြီးတော့ချိန်ညားတယ်6ရက်နေ့မှာ Facebook ပေါ်စတင်တယ်အဆက်တရက်နေ့မှာကျွန်တော်ဝင်ဖန်းနဲ့ပြေးရတယ်အဲ့လိုနဲ့ပဲအခု ဒီရှေ့ရောက်လာတယ်2020ရွေးကောက်ပွဲကညာစရာမလို့ညစ်စရာမလို့တဲ့ပွဲပဲလေနော်ခဲဆက်ဆက်မှာကိုရို1988မှာ89ပေါ့နော်အဲ့ကာလတွေမှာဒါနိုင်ရင်အပ်မယ်ဆိုပြီးတော့နိုင်တယ်တောင်မျိုးကမ်းမျိုးပဲဘက်တော့ဖြစ်ဖြစ်နိုင်လိုက်ပြက်ပြက်သွားသွားပဲမဟုတ်ဘူးနော်နောက်ပြီးတဲ့အချိန်မှာခဏနေတဲ့အချိန်မှာဆောင်းမောင်လွယ်ကနေတန်းရွှေ့ပြန်တိန်လိုက်တယ်အဲပြီးတာနဲ့ဒီတိုင်းပဲဆက်သွားတယ် နောက်ပိုင်းမှာ transition government ပုံစံမျိုးပဲဒါတင်းထိန်လက်ထဲကိုထည့်တယ်အဲဒီငါးနှစ်တတန်ပြီးသွားတယ်လောက်တယ်မေစုပါတယ်ဆိုတော့နိုင်တာပဲလေလွယ်လွယ်လေးပဲဘာမှစဉ်းစားစရာမလိုညစ်စရာဘာအကြောင်းမှကိုမရှိတာနော်တကယ်လို့ဥပမာကွာဒီ train jet ဆိုတာနေရာတိုင်းမှာရှိတော့တကယ်လို့လောက်ခဲ့မယ်ဆိုရင်လေကိုဒေတာမှာ နိုင်ငင်စောဖြစ်ချင်စောနဲ့ လောက်ခဲ့မယ်ဆိုရင်တော့အဲ့ဒါ neglect လုပ်လို့ရတဲ့သေးငယ်တဲ့ပမာဏမရမကသူတို့ဖြတ်ချင်တယ်ဆိုရင်တော့အဲ့ဒါအဓိပ္ပာယ်မရှိဘူးမဖြစ်နိုင်တဲ့အရာဘာလို့လဲဆိုတော့တိုင်းပြည်ကအဲ့အချိန်မှာသူတို့ဟိုရွေးကောက်ပွဲမဲမတမာမှုကြောင့်အာနာသိမ့်နေဆိုတဲ့အချိန်นี่အာနာမသိမ့်ခင်သူတို့မိုးပြောဂျိုးပြောနေနော်ရှောက်ပြောနေတဲ့ကာလတွေကိုပြန်ကြည့်လိုက်လေပြည်သူက online ပုံမပေါ့ဝက်ဝက်ကွဲ ကိုယ့်ဘက်ကနေထောက်ခံအားပေးထားတာအခုအာနာသိမ့်လက်တဲ့အချိန်မှာ เนาะလူတူဤဆိုတာကြိုက်တဲ့မြို့ကြိုက်တဲ့ရွာကြိုက်တဲ့ဒေသနေပြည်တော်မကလို့ဘယ်နေရာမိန်မြို့ဘာညာကြိုက်တဲ့နေရာကိုပြောအဲ့ထောက်ခံတဲ့လူတူကဒီမဲကညက်လားမညက်လားဆိုတာကဘာထိပါရှင်းရှင်းလင်းလင်းသိနိုင်ပါရဲ့နဲ့မဲခိုးပါတယ်လို့ဆွတ်ဆွဲပြီးတော့စည်ရင်လိန်စည်ရင်ညာနဲ့လှုပ်တာကိုရောပြန်ကြားရအတီးတော့เนาะဘာလောက်အောင်မဲဘာလောက်အောင်မဲဆိုတော့ ဟိုမဆိုင်တဲ့ဇကားတွေနည်းနည်းပြန်ပြောမယ်ဆိုရင်ကိုရို2020 MRTV ကိုစောက်တဲ့အချိန်မှာကို့မှာတိုက်ပုံဖြူနဲ့နဲ့နှစ်ထဲပဲပါတယ်ကိုသတင်းကြေညာတော့မှာဒါပေမဲ့အဲအဖြူအနဲ့ရယ်ကိုကပွဲတက်ဝက်ဆုံးတိုက်ပုံကွာအွားနုနုလေးရှိတယ်အဖြူကဘန်းလို့ဒါတော့ကင်မရာသမားတွေသိတယ်အနက်ကဒီဘယ်လိုပြောမလဲအမင်္ဂလာအယောင်လို့သတ်မှတ်ကြအနမောရအဖြူမောရအဲကျွန်တော်မှာအဝါလေးတစ်ထည်ရှိသေးတော့အဝါကန့်တက်လုံးဝမောရ ်ပင်နီတို့အဝါတို့အမေစုအယောင်လို့သတ်မှတ်ပြီးတော့အဝါအနီလုံးဝမွေးရအောင်ဆိုတော့နည်းနည်းအံ့ဩသွားတယ်အာမေရိတ်ဖြစ်သွားတယ်ဝေါဟာဘလိုကြီးလဲပေါ့နော်ဒါမဲ့ဂျင်ညာလိုက်တယ်ကိုသူများအင်ကြီးအပြာလေးဝယ်ပြီးဂျင်ညာလိုက်တယ်အဲ့တော့ခရိုမာတွေဘာတွေမဖောက်ဘူးနောက်မှကားချက်ကြီးနဲ့ကိုတို့ခက်တော့အဲ့လိုကနေပြီးတော့ ်ဘယ်စကားတွေမပြောရဘူးဘယ်အယုတ်တွေမပါရဘူးအန်ရီဆိုတဲ့အလံတွေမပါရဘူးဘာအောင်ဆန်းအောင်ဆန်းစုကြည်ဆိုတဲ့အယောင်ဟိုပါလဲနမိတ်ပုံတွေပကြီတွေဘယ်နေရာဘယ်မှာမှမပါနောက်ပြီးတော့အဲ့လိုအဝယ်အစားမျိုးကွဲလိုက်ရင်လည်းတခါတည်းအလုပ်ပြုတ်။အင်းအဲ့လိုမျိုးတကယ်ကိုအခုကိုတို့က social punishment လုပ်တယ်ဆိုတာလူဒုအားနဲ့လုပ်တာ။သူတို့လုပ်တယ်ဆိုတာ state sponsor နဲ့နိုင်ငံတော်အစ်စ်နိုင်ငံပိုင်မီဒီယာနိုင်ငံပိုင်သတင်းစာတွေမှာပါအမေစုကိုဒီ နော်ရုပ်သေးရုပ်ပုံစံမျိုးနဲ့နော်တကက်ကိုမိမပြတ်ကြီးတယောက်လို့အဲ့လိုမျိုးတွေပုံဖော်ပြီးတော့နိုင်ငံတော်အဆင့်လောက်ခဲ့တာအဲ့ဒီမှာပဲကြည်လိုက်ဘလောက်ထိ NLD နဲ့အမေစုနယ်မုန်းနေလဲအဲ့တော့ဘလို့ပဲနိုင်နိုင်ညက်မယ်ဆိုတာလူလူကြီးကလည်းတိရနဲ့အိတ်တိတိရနဲ့ကိုလက်နဲ့နဲ့အနိုင်ကျင့်ပြီးခံရတာအဲ့ဒါဒီအတိအလင်းပြောလို့ရတယ်ဒါဟာမဲလိမ့်တယ်လို့ပြောတဲ့ကောင်လိမ့်တယ်ကိုကပြန်ကြားရအရာရှိတယောက်ပါ နောက်ပြီးတော့အသိဉာဏ်နှုံနေတဲ့လူတယောက်လည်းမဟုတ်ခဲ့ဘူး။အဲ့တော့ကိုတို့ဟိုတခုတော့ရှိတာပေါ့နော်လူတို့အားဒီတအားကြီးမတဲ့အတွက်လူတို့ဘက်ကရက်ခဲ့တယ်။ကိုတို့တို့တော့ဟိုညံနေတယ်ပြောပြောနှစ်နေနေနဲ့နှစ်တူတို့ရက်တူတို့အချိန်ကာလတူတို့နဲ့နိုင်မယ်ထင်ပြီးတော့ဒီလိုလာခဲ့တာပေါ့နော်။အဲ့ဒါတခုပဲရှိတယ်။ကြံတဲ့ဟာကကိုတို့ဒီလက်နက်အင်အားနဲ့ institution ကောင်းတဲ့ဟာကြီးကိုတုံ့ပြန်တဲ့အချိန်မှာလော်ရန်နဲ့မနိုင်ဘူးဆိုတော့ ငါးနှစ်နေနေဖြစ်လာတော့လည်းကာလမသိတယ်ဒါပေမဲ့မဲခိုးတဲ့ကိစ္စကတော့နော်မဲနှိမ်တဲ့ကိစ္စသူတို့ပြောတဲ့အရာကတော့လုံးဝအမှားဆိုတာအတီလင်းပြောလို့ရတယ်တခိုးလူလူဟစ်တဲ့ဟာကိုကိုတော့အများကြီးရှင်းပြကြမလို့နော်ဒီကိုတို့ငငယ်တော့ဟိုဟာတွေကအခု gender အရာမပြောရဘူးလို့ဘာလို့ဆိုလို့ကိုတို့မပြောတာနော်ငငယ်တော့တုံးတဲ့စကားလို့ဒါစကားကြမ်းကြမ်းနေတုံးလိုက်လို့ရတယ်အဓိကက ဒီလို မတရားကဘာတိခေါင်းဆောင်ကဘာတိအရာတစ်ခုကို အာနာသိမ့်ပြီးတော့လှုပ်လိုက်တဲ့ဟာဒီအမားလားအမှန်လားလူတိုင်းသိတာကိုကအဲ့ဒါကိုစီကားပတ်ကုန်းအထောက်အထားဥပမာဥပမေယရတဲ့ရှင်းပြကြမလို့ဘူးထင်ပါတယ်เนาะတခိုးလူလူဟစ်တဲ့ကိစ္စကိုမှားလားမှန်လားဆိုပြည်သူလူလူအသိဆုံးမှာเนาะဒီကောင်းရဲ့ရွေးကောက်ပွဲက fair ဖြစ်မလားမဖြစ်ဘူးလားအဲ့ဒါထုတ်ပြောစရာမလိုအောင်ပြည်ပြည်စုံမိသားလူလူလက်ခံပြီးသားပါ ပုံမှန်တည်းကလူကိုခွေးကြိုက်တယ်ပေါ့နော်ကိုတို့ကဟိုမေကွန်းရှိလာလို့သာဖြေနေရတယ်ဒီကောင်းနေအเจ้าပါလာရင်နှုတ်ထဲကထုတ်ဖို့တော့တဏယွန်းလာဆက်စုပ်တာနော်သူအဲ့ဒါကြောင့်ကိုသူ့ပုံမဖြစ်မနေတင်ဖို့လေးပါရှိလာရင်ကိုဖြတ်ပလိုက်တယ်သူနဲ့တကွာကိုတို့နေခဲ့ဘူးပါလေသူတို့အဘခေါ်ခဲ့ဘူးလေအမခေါ်ခဲ့ဘူးလေနှစ်20လေးကိုတို့စစ်ကြုံအောင်မှာအလုပ်လုပ်ခဲ့ကြတာ တကယ်မသိလို့မဟုတ်ဘူးမလွန်ဆန်နိုင်လို့ခေါင်းဆောင်ဘသူမရှိဘူးကိုတို့လည်းမစွမ်းဆောင်နိုင်ဘူးဆိုတဲ့ဟာတွေနဲ့ကိုတို့နှစ်20လုံးနေခဲ့ရတယ်တချို့အရာတွေလည်းအသားကျသလိုပဲနေရာလူတိုင်းတောင်ရှိတယ်နော်ကိုတို့ဖားရပြီးလူတိုင်းရှိတယ်ဒါပေမဲ့ဒီဟာကို2015ကျော်လာပြီးတော့ကိုတို့လွတ်မြောက်ခြင်းရဲ့အရာတာနဲ့နော်ရဲချင်းရမယ်နော်အကြောက်တရားကိုလွန်မြောက်မယ်ဆိုတဲ့အရာတွေကနဖိုးတွေဒူးတွေ နော်ကိုကိုတိုင်းနားနဲ့ဆက်ဆက်ကြားရတဲ့အခမ်းအနားတွေတက်ရတဲ့အမေနဲ့အတူသွားရတဲ့ခီးတွေအဲ့ဒါတွေတီးပြီးလာတဲ့အချိန်ကိုရိုးစိတ်တရားပြောင်းလာတယ်။မွေးလာတော့ဥပမာမွေးလို့ဟုတ်ပါလေ။ပေါက်ဖက်လေးလို့မွေးလာပေမဲ့ကြီးလာတော့ဟိုလက်ပြားလေးဖြစ်သွားသလိုကိုတို့မျိုးရိုးဗီဇာတွေအတိုင်းပဲပြောင်းလာတယ်အတောင်ပံတွေထွက်လာတယ်၂2015မှာလူလားမြောက်ပြီးအတောင်ပံတွေထွက်လာတဲ့အချိန်2020ရောက်တဲ့အချိန်မှာကိုတို့ထပ်ပြန်သန်းခြင်းဒီတဲ့မြင့်တဲ့ အရာတစ်ခုကိုကိုပြောင်းလဲခြင်းတော့ဖြစ်တဲ့အချိန်မှာအာနာကောက်သိမ့်လိုက်တာရုံမှာတာလူမဆန်တာအဲ့တက်ပြောကြဘာမှမရှိဘူးကြီးလေသူတို့ကိုအထောက်ထားတို့ဥပမာဥပမာရေရတို့ ਨੇ ပြန်ပြောတဲ့ပညာရှင်တို့လည်းလေးစားပါတယ်ကိုတို့ကတော့ခက်ရိုင်းရိုင်းပဲလေတိလားတော်လိုင်းရေလှုပ်တယ်ဆိုတဲ့အထက်မှာကိုတို့စိတ်သက်တို့ပြင်းထန်စွာပောက်ခွဲပြီးတော့ကိုရဲ့ရှိသမျှပညာဉာဏ်တွေ emotion အကုန်လုံးပုံဩပြီးတော့ကိုတို့တော်လိုင်းရေလှုပ်တယ်သူပြန်လက်နက်ကင်တော်လိုင်းရေပေါ့ အဲ့ဒါကိုထောက်ခံတယ်အားပေးတယ်လှုပ်လာပြီးတဲ့အခါမှာတော့ကိုတို့အထောက်ထားတွေစကားများများတွေအခုဟာတောင်တော်တော်များနေပါပြီ။ကဲအခုတော့စကားတွေတော့များနေစုလို့ကျွန်တော်တို့ဒီမှာရက်လိုက်ပါတယ်။ဒါပဲပြောကြော်လံမျိုးတွေအားလုံးမဒီမှာတွေ့ခဲ့တဲ့အကြောင်းအရာလေးကတော့အခုကြော်တလင်းတယောက်ဘယ်လိုမျိုးသူဖြတ်သန်းခဲ့တဲ့ဘောကိုပြန်လဲပြီးပြောကြတာတွေပြန်လဲဝင်များတာဖြစ်ပါတယ်။ဒီမှာလေးစားစားကောင်းတဲ့သူတော်လေးဖြစ်ပါတယ်။ညီလာခံမှာဒေါ်နယ်ထရန့်နဲ့တွေ့ဖို့အကြီးအကျယ်ငါတလောက်တွေပေါင်းလက်ဖက်တွေတုပ်ပြီးတော့ပလန်ချထားတဲ့အဲ ဂျပန်ကတော့ဟမ်အာဆီယံအစည်းအဝေးကမဖိတ်လဲမဖိတ်ကောမပြောချိန်မနိုင်ခဲမရရဖြစ်ပြီးတော့မပြောကိုကိုရောရှယန်းရန်နေပါတယ်ဆိုနေမှာပဲဟိုကကုလသမဂကမ္ဘာအထူးကိုယ်စားလှယ်ကသူတို့ရွေးကောက်ပွဲအတူကြီးကိုနော်ပြည်သူတွေရွေးကောက်ပွဲအတူပြည်သူတွေမဲမထဲဖို့ဆိုပြီးတော့ကမ္ဘာအတီအောင်လိုက်ပြီးတော့အကျညာအကျညာပေးတဲ့ဟုတ်ပါယူအန်အထူးကိုယ်စားလှယ်မစ္စတာအင်ဒရူးအင်ဒရူး ရွေးကောက်ပွဲဥပဒေနဲ့ဖမ်းမလို့တဲ့ကဲကောင်လေတပူကလည်းနော်အေးလေအာနာယူရုံနဲ့မကောင်တတ်တတ်ခအောင်ယူသွားပြလားမသိခရောင်ကဒန်းနေနဲ့ခရောင်ဆောက်ချားနဲ့ရှယ်ရန်နေရပြီးဘာလေးလိုက်ပြောနေမှမသိဘူးဟမ်ယူအန်ကပကုလသမဂအထူးကိုယ်စားလှယ်ဦးသူကဖမ်းပြီးတော့ထောင်ချအောင်တမီးဆိုးမြန်မှတ်နေလားမသိဘူးဟုတ်တယ်ဟုတ်တယ်လေသူ့ကိုယ်သူရောဘာထင်နေလဲတော့မသိဘူးเนาะတနေ့တနေ့လေး အဲ့ဂျဘူးပြောတဲ့စကားဒီဖတ်ဖတ်ပြီးတော့ရီရတာဆိုတာဟိုတခါလဲကြက်ဥကိစ္စအေးနော်ကြီးစရာကိုတမင်တကာကိုရှာကြံပြီးကြည်စရာမလိုဘူးเนาะဟုတ်ပါဟုတ်ပါဟိုရုပ်ရှင်ဇာတ်ကားတွေရှာကြံပြီးကြည်စရာမလိုဘူးအဲ့ဂျပုပြောသမျှတွေထိုင်းထိုင်းပြီးတော့ဖတ်ပြီးတော့ရည်နေရတာနဲ့တယ်မယ်တနေ့တနေ့လက်မလဲဘူးเนาะမဖတ်ရသေးရင်လည်းအဲ့မှာမြင်ပြီးကြပြီလားမသိဘူးဖတ်လိုက်ကြအောင်အဲပြီးတော့သူတို့ရွေးကောက်ပွဲရလဲဟုတ်တယ်လေအတူကြီးပဲလေ စဉ်းစားကြည့်ဦးเนาะတန်းခါရင်းနဲ့စစ်အာဏာရှင်အနေနဲ့ဆိုတာအလင်းတူဘူးစုဟုတ်တယ်တူတူပဲအလိုက်နဲ့ယာယီတူတူပဲမှာပဲရောက်ဖားရလားမသိဘူးတို့ကဟုတ်တယ်ဟုတ်တယ်မျိုးတွေလေသိရမလားအဲ့လိုပုံစံမျိုးတွေဒီဘက်ကစစ်ဘက်ကလူတွေကအဲအရက်ဝလေးလဲအဲကြံ့ခိုင်ရင်မှာကိုယ်စလဲလုတ်ပြီးတော့ဝင်ပြီးတော့ရွေးကောက်ပွဲမှာဝင်ပြိုင်းเนาะတို့တို့တို့ဟာနဲ့တို့တွေရှုပ်ရက်တွေခတ်နေတာပဲဟုတ်ပါဘူးဟုတ်လားမျိုးတွေကတော့မဒီပြုတ်တော့နေပဲသုံးတက်လိုက်ပါတယ် နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတွေတက်လာပြီးတော့ကျွန်တော်ရဲ့ Google Reporting Channel လေးရဲ့နံပါတ်2ကိုလည်းအရောက်အပိတ်ကြဖို့ဒီနေ့ကနေတောင်းဆိုလိုက်ပြီးဒီနေ့9နာရီသတင်းတွေကိုတော့ဒီ Channel နှစ်မှာတင်ပြတော့မှာဖြစ်ပြီးတော့မနက်7နာရီခွဲနဲ့ည8နာရီသတင်းတွေကိုတော့ကျွန်တော်ရဲ့ Google Reporting Channel လေးမှာအားရောက်ကြည့်ရှုအပိတ်လို့ရဆိုတော့ဒီနေ့ကနေပြီးတော့အမှန်လို့ဆိုရင်လည်း online ဆုံးဒီတစ်ထိ online အောင်မြင်တဲ့အထိကျွန်တော်တို့တွေအတူတူ research လုပ်ကြပါလို့ဗျာ